တ်တော်မှနောက်ဆုံးမိနစ်ပိုင်းအထိရေးပေါ်ညှိနှိုင်းမှုတွေမအောင်မြင်တော့တဲ့အတွက်အမေရိကန်ဖက်ဒရယ်အစိုးရရန်တရားတွေဟာအော်တိုဘာလ၁ရက်နေ့မှာစတင်ရပ်တန့်ပြီးရှက်ထောင်းဖြစ်သွားပါတယ်။အစိုးရဘတ်ဂျက်အစီအမံတဲ့အတွက်ဒီမိုကရက်တစ်ပါတီဘက်ကရော Republican Party ဘက်ကပါတင်သွင်းသမျှအစိုးရလုံးလွတ်တော်မဲခွဲမှုမအောင်မြင်ခဲ့ကြတဲ့နောက်နောက်ဆုံးဆင့်ရေးပေါ်ဆွေးနွေးမှုတွေလည်းဆက်လုပ်ခဲ့ပေမဲ့သဘောတူညီမှုမရခဲ့ပြန်ပါဘူး။အဲ့ဒီရဲ့အကျိုးဆက်အဖြစ် အော်တိုဘာလာတရက်နေ့မှာဖက်ဒရယ်အစိုးရရဲ့အေဂျင်စီတွေအလုပ်ဌာနတွေအများပြားလုပ်ငန်းလည်ပတ်မှုရပ်တန့်နေမှာဖြစ်ပြီးဝန်ထမ်းတွေလည်းရှက်တောင်းကာလအတွင်းအနာပေးခံထားမှာဖြစ်ပါတယ်။အတိုက်ခံဒီမိုကရက်တစ်ပါတီဝင်တွေကအမေရိကန်ပြည်သူတန်ခမ်းနားလောက်ကိုကျမ်းမာရေးဆောင်ရှောက်မှုပေးနိုင်မဲ့အစီအမံကိုတက်တန်းထပ်တိုးကျင်နေပြီးအာနာယရီပပ်ဘလီကန်ပါတီကတော့ကျမ်းမာရေးကိစ္စတွေကိုအစိုးရအသုံးစိထက်ကဖဲထုတ်ထားရမယ်လို့ပြောပါတယ်။အဲ့ဒီကိစ္စကိုအထူးကသဘောထားကွဲလွဲရင်ညှိမရဖြစ်ပြီးဘတ်ဂျက်သဘောတူညီမှုမရတာကြောင့် ဖက်ဒရယ်အစိုးရရန်တရားရက်တန့်တော့မဲ့အခြေအနေထိရောက်ရှိလာတာပါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အစိုးရရှစ်ထောင်ဖြစ်ရင်ဖက်ဒရယ်အစိုးရဌာနဝန်ထမ်းတော်တော်များများကိုအလောက်ကထုတ်ပယ်ရလိမ့်မယ်လို့သတိပေးချိန်ချောက်ထားပါတယ်ဒီမိုကရက်တစ်တွေအနေနဲ့ဒီကိစ္စမှာပြန်ပြင်လို့မရနိုင်တော့တဲ့အခြေအနေတွေရောက်မသွားအောင်တိုးမပို့တင်ဘူးလို့ထရန့်ကဆိုပါတယ်ဒါပေမဲ့အစိုးရအသုံးစရိတ်လျှော့ချရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေဝန်ထမ်းအများအများကိုအလောက်ကထုတ်ပယ်ဖို့ဆိုတာကလည်းထရန့်ရဲ့အစိုးရလက်ထက်မှာအကောင့်ထဲပေါ်နေပြီးသားအစီအမံတစ်ခုဖြစ်ပါတယ် နောက်ဆုံးညှိနှိုင်းမှုတွေအဆင်မပြေဖြစ်ခဲ့ပြီးဖက်ဒရယ်အစိုးရရန်တရရက်တန်းတော်မှာတင်ကြားသွားတဲ့နောက်မှာတော့အမေရိကန်ရဲ့အိမ်ယာနဲ့မြို့ပြဖွံ့ဖြိုးရေးဝန်ကြီးဌာန website ကလက်ဝဲစွန်းနိုင်ငံရေးဝါဒီတွေကြောင်းအစိုးရရှက်တောင်းဖြစ်ရတာလို့အဖြစ်တင်ထားခဲ့ပါတယ်။လက်ဝဲစွန်းတွေဆိုတာကဒီမိုကရက်တစ်အင်အားစုတွေကို Trump ဘက်တော်သားတွေကရည်ရွယ်ထိုးနှက်လေ့ရှိတဲ့ဝါဒါလည်းဖြစ်ပါတယ်။လက်ဝဲစွန်းတွေကအမေရိကန်ပြည်သူတွေအတွက်အကြီးအကျယ်နဲ့နာစေမယ့်ဒေါ်လာ1.5 trillion လောက်ဝန်ကြီးခွဲတန်းကိုသူတို့အလိုတိုင်းဘတ်ဂျက်သတ်မှတ်မပေးလို့ အစိုးရရှေ့တောင်းဖြစ်တော်အောင်တွန်းပို့ခဲ့တာဆိုတဲ့စာရန်ကို website ရဲ့စာမျက်နှာတိုင်းမှာဖော်ပြထားခဲ့ပါတယ်။လောလောဆယ်ရှေ့တောင်းဖြစ်နေတဲ့ကာလအတွဲမှာအမေရိကန်မျိုးသားအာကာသအေဂျင်စီ NASA လို့အဖွဲ့အစည်းတွေကစာလို့နိုင်ငံတော်မှာရှိတဲ့ Federal အစိုးရလက်အောက်ခံဌာနတွေမှာဝန်ဆောင်မှုလျှော့ချတာလုပ်ငန်းရပ်တာတွေကြုံလာရမှာပါ။နိုင်ငံတော်ကပြတိုက်တွေနဲ့ Federal တရားရုံးတွေမှာလည်းပိတ်ထားရမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့15နှစ်လောက်ကိုနောက်ကျောင်းပြန်ကြည့်ရင် Washington DC ရဲ့နှစ်ဖက်နိုင်ငံရေးအင်အားစုတွေအကြောင်းမှာ အစိုးရအသုံးစရိတ်ကိစ္စတွေညှိနှိုင်းကြရင်တင်းမာမှုတွေရှိကြတာကိုတွေ့ရပါတယ်။အများအားဖြင့်အဲ့ဒီတင်းမာမှုတွေဟာအစိုးရကိုရှောင်းချခံနေမိနစ်ပိုင်းလိုလောက်မှပြည်လဲအောင်ညှိနှိုင်းနိုင်လေးရှိခဲ့ပြီးတော့ဒီဒီချိန်မှာတော့အဲ့ဒီလိုဖြစ်မသွားခဲ့ပါဘူး။ထရန်ရဲ့ပထမချိန်သမရတက်တန်းတုန်းကလည်း၂018နှစ်စံပိုင်းမှာ၃ရက်ကြာ2018နှစ်ကောင်ကနေ2019နှစ်စပိုင်းအထိ35ရက်ကြာအစိုးရရှတောင်းကြုံခဲ့ဖို့ပြီး Federal အစိုးရ Agency တွေရန်နာခဲ့ရပါတယ်။ဒါပေမဲ့ခုတစ်ချိန်ဟာ ထရတ်သမရအဖြစ်တောင်းပန်ယူတဲ့ကာလအတွင်းတတိယမြောက်အစိုးရရှင်းောင်းအနေနဲ့လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။အမေရိကန်မှာသမရရော်နီရီဂန်လက်ထက်ကလည်းရှင်းောင်း၃ချိန်ကျုံခဲ့ပူပေမဲ့တစ်ချိန်ကတရက်ပဲကြာခဲ့ပြီးခြံတဲ့၂ချိန်ကတော့နိုင်ပိုင်းအတွင်းမှာတင်ပြည့်လဲအောင်ပြန်လဲဖြည့်ရှင်းနိုင်ခဲ့ကြပါတယ်။လပိုင်းနိုင်ငံငလျင်လှုပ်ခတ်မှုအတွင်းလူအသေးပြောင်များပြားရှိနေတယ်ဆိုတဲ့သတင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ပြည်အောင်မကရင်ကျူ၆တသမ၉အဆင့်ငလျင်ကြီးကြောင် ဖိလစ်ပိုင်နိုင်ငံမှာအနည်းဆုံးလူ26ဦးသေဆုံးပြီးထိခိုက်ပျက်စီးမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာလှုပ်ခတ်သွားတဲ့ပြင်းအောင်မဂနီကျူ6.9အဆင့်ငလင်ကြီးကြောင့်အနည်းဆုံးလူ26ဦးသေဆုံးပြီးထိခိုက်ပျက်စီးမှုတွေလည်းဖြစ်ပေါ်ခဲ့ပြီးအသေးအပြောင်ဥယျာဟာဆက်ပြီးတိုးလာမဲ့အလားအလာတွေလည်းတွေ့နေရပါတယ်။စက်တင်ဘာလ30ရက်နေ့ညပိုင်းကဖိလစ်ပိုင်လေပိုင်းဗီဇာရဲ့ပြည်내ရဲ့စီဘူမျိုးအရှေ့မြောက်ဘက်ပင်လယ်ပြင်ကိုငလင်ဟာဗဟုပြုခဲ့တာဖြစ်ပါတယ်။ပင်လယ်ပြင်ကိုဗဟုပြုတယ်ဆိုပေမဲ့ ကျုံးစုနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ရဲ့ကျုံးတွေကပဲငလျင်ပဟိုချက်ကိုပတ်ပတ်လည်ဝိုင်းနေတာကြောင့်မြေပြင်ပေါ်မှာထိခိုက်တရောင်မှုပမာဏပိုကျပြန့်ခဲ့ပါတယ်။ငလျင်ပဟိုချက်နာကဆန်ရီမီဂျီယိုမြို့မှာအနည်းဆုံးလူ၂၂ဦးသေဆုံးခဲ့တယ်လို့မြို့တော်ဝန် AP Rainers ကပြောဆိုထားပါတယ်။ခြားမြို့တွေမှာလည်းအသေးအပြောက်တွေများပြားခဲ့ပြီးလောလောဆယ်26ဦးထိသေဆုံးစီးရင်ရရှိထားတယ်လို့ဖော်ပြထားပါတယ်။တချို့ဒေသတွေကအဆက်အသွယ်ပြတ်တောက်နေတာကြောင့်ထိခိုက်သေဆုံးမှုစီးရင်အတိအကျအတိမပြုတ်နိုင်သေးတယ်လို့ ကယ်ဆယ်ရေးတွေကအပြည့်စည်တွေအောင်ပြိမိနိုင်သူတွေကိုအပူရပြင်းဖြတ်ကျက်ရှာဖွေနေပါတယ်။ကနဦးရရှိထားတဲ့ဆင်းတွေအရဒဏ်ရာရသူ38ဦးရှိခဲ့ပြီးနေအိမ်တွေတရားတွေနဲ့တခြားအဆောက်အအုံတချို့လည်းပြိုကျခဲ့ပါတယ်။မလျင်တိုင်းတားရေးဌာနကငလျင်ရဲ့ဗဟိုချက်ဟာမြေအနှက်6မိုင်ခန့်ကိုဗဟိုပြုခဲ့တယ်လို့ပြောပါတယ်။အနှက်တိုင်တဲ့ငလျင်တွေဟာမြေမျက်နှာပြင်ပေါ်ကိုထိရောက်မှုတရောက်မှုပုံမှုပြင်းထန်စေလေးရှိပါတယ်။ငလျင်ကြီးနောက်ပိုင်းနောက်ဆက်တွဲငလျင်တွေလည်းဇက်တိုက်လောက်ခဲ့ပြီးအပြင်းဆုံးတစ်ခုကမက်ဂနီချူ6အဆင့်ထိရောက်ရှိခဲ့ပါတယ်။ ။မလင်ကျောင်းဆူနာမီရေလမ်းအန္တရာယ်သတိပေးချက်ထုတ်ပြန်ခဲ့တာမျိုးမရှိခဲ့ပဲ။ပင်လယ်ပြင်ရေစီးကြောင်းအပြောင်းလဲတွေဖြစ်ပေါ်နိုင်ပြီးကမ်းရေဧရိယာတွေမှာမူမန်နယ်လိုင်းလုံးလှုပ်ရှားမှုတွေကိုတော့သတိထားစောင့်ကြည့်ဖို့ဖိလစ်ပိုင်ကလေးတိုင်းတာရေးအေဂျင်စီကတိုက်တွန်းခဲ့ပါတယ်။မလင်ပိုကျန်းနဲ့နေတဲ့စီပူမြို့ဟာလူဦးရေတသန်းလောက်နေထိုင်နေတာဖြစ်ပါတယ်။ညချင်းကလေးလှုပ်ခဲ့တဲ့စီပူနဲ့ဒေသတွင်းမြို့တွေကဒေသခံတွေဟာအင်းတွေတဲကနေလမ်းမတွေစီကမန်းကရိုင်းပြေထွက်ခဲ့ကြပါတယ်။အဘက်ပြေကမ်းခြေမျိုးတစ်ခုဖြစ်တဲ့ဘန်ဒါယံမှာလည်း ညအချိန်လမ်းတွေပေါ်မှာလူတွေပြေးသွားခဲ့ပြီးအထိတ်တလန့်တွေဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ဖိလစ်ပိုင်ဟာတိုင်ဖုန်းပေါ်တိုင်းနှစ်ခုဆက်တိုက်ဖြတ်တန်းဝင်ရောက်ပြီးလူဒါဇင်နဲ့ချီတေဆုံးခဲ့တဲ့အခြေအနေပြီးရပ်ပိုင်းအကြမ်းမှာငလျင်နဲ့ပါထက်ပြီးကြုံလာရတာပါ။ငလျင်ကတော့ဒီနှစ်ထပ်မှနိုင်ငံရဲ့အသေးပြောက်အများဆုံးသဘာဝပေးဆိုလဲဖြစ်လာခဲ့ပါတယ်။ဖိလစ်ပိုင်ဟာပစိဖိတ်မီးကွင်းဒေသလို့ခေါ်တဲ့ရေအောင်မီးတောင်ရေဝန်းနဲ့ဆက်ဆက်တည်ရှိနေပြီးငလျင်လှုပ်ခတ်မှုတွေမီးတောင်ပေါက်ကွဲမှုတွေနဲ့မဆိုင်လာပါဘူး။ ဇန်နဝါရီလတုန်းကလည်းဖလားပိုင်းမှာငလျင်တစ်ခုလုတ်ခဲ့ပေမဲ့အသေးအပြောင်မရှိခဲ့ပါဘူး၂၀23တုန်းကမက်ဂနီချူ6.0ခွန်ဆင့်ကန်းလုံငလျင်တစ်ခုလုတ်ခဲ့ရမှာဖလားပိုင်းပြည်သူ၈ဦးအသက်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်ခင်ဗျာမြန်မာရေးဖြည့်ရှင်ရေးအာဆီယံဘုံသဘောတူညီချက်၅ချက်အပေါ်ယုံကြည်မှုပြန်လည်ရရှိစေဖို့အာဆီယံကဆက်လက်တွန်းအားပေးမယ်လို့မလေးရှားနိုင်ငံရဲ့ဝန်ကြီးပြောဆိုလာတဲ့သတင်းမှာမြန်မာရေးဖြည့်ရှင်ရေးမှာ အာဆီယံဘုံသဘောတူညီချက်၅ချက်ပေါ်ယုံကြည်မှုပြန်လည်ရရှိစေဖို့အာဆီယံကဆက်လက်ကြိုးပမ်းသွားမယ်လို့မလေးရှားနိုင်ငံသားဝင်ကြီးဒါတာဆီရီမိုဟာမက်ဟာဆန်ကပြောဆိုလိုက်ပါတယ်။စက်တင်ဘာလ29ရက်နေ့ကအချင်း80မြောက်ကုလသမဂ္ဂထွေထွေညီလာခံမှာ၎င်းကအဆိုပါတိုင်းပြောဆိုခြင်းဖြစ်ပြီးမြန်မာနိုင်ငံမှာတည်ငြိမ်ရေးနဲ့လုံခြုံမှုပြန်လည်ရရှိရေးလှုံ့ဆော်မှုအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလည်းယုံကြည်မှုပြန်လည်ရရှိစေဖို့အာဆီယံကလှုံ့ဆော်အောင်မှာဖြစ်တယ်လို့ပြောဆိုသွားတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ သဘောတူညီထားတဲ့အပြစ်ခတ်ရေးစေးပြပြသွားတဲ့အတွက်အချို့နေရာများမှာအပြစ်ခတ်ရေးစေးပြပြသွားကြောင်းအကြမ်းဖက်မှုတွေကြောင်းအရက်သားတွေကိုဆက်လက်အနေနဲ့ပြုနေခြင်းအပေါ်အာဆီယံနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကအလွန်စိတ်ပြက်မိတယ်လို့ထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်။အာဏာချုပ်ကန်ထားသူတွေအနေနဲ့မြန်မာနိုင်ငံကတရားပိတ်ဆို့ထားတဲ့နိုင်ငံမဟုတ်ဘဲဒေသတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာအမှတ်ရဖို့တာဝန်ရှိပါတယ်။မြမအကျေတဲကိုမြမတွေကိုယ်တိုင်ဥဆောင်ပြီးကိုယ်တိုင်ဖြေရှင်းမယ်ဆိုရင်ပြည်သူတွေအားလုံးတောက်ပပြီးလုံခြုံတဲ့အနာဂတ်ရှိလာမှာပါလို့ မလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကသတိပေးပြောဆိုထားတာပဲဖြစ်ပါတယ်။အာဆီယံအဖွဲ့အနေနဲ့ငြိမ်းချမ်းရေးကို အာမခံပြီးလုံခြုံရေးအကောင်းစေရေးစီးပွားရေးကြံ့ကြံ့ခံနိုင်ရေးကိုမြင့်တင်ရေးနဲ့ဒေသတွင်းရေရှည်တည်နိုင်ရေးပန်းနိုင်များမြင့်တင်ရေးတို့မှာဒေသတွင်းအစုအဖွဲ့တစ်ခုအနေနဲ့အရေးပါတဲ့အခမ်းအနားမှာဆက်လက်ပါဝင်သွားမှာဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။လက်ရှိမှာမလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌဖြစ်တာဝန်ထမ်းဆောင်နေပြီးမြန်မာပြည်အတွက်ထင်သာမြင်သာရှိတဲ့ဖြည့်ရှင်းမှုမျိုးဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါဘူး။